မင်္ဂလာပါရှင် MNBC 2025အကြောင်းဆွေးနွေးတင်ဆက်ပေးနေတဲ့အစီအစဉ်ကနေပရိသတ်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကျမတို့နဲ့အတူအဆောင်အောင်ဆိုင်ရာကျွမ်းကျင်သူအင်ဂျင်နီယာတဦးကို ATW Construction Engineering Group မှမှထပ်မံဖိတ်ခေါ်ထားပါတယ်ရှင်အခုမင်္ဂလာပါရှင်မင်္ဂလာပါညီမအပိုင်းတုံးတဲ့တုံးတဲ့တုံးမှာပါတဲ့ symbols and notations ကိုကြည့်ပြီးနည်းနည်းကလန့်သားပါတယ် ။ဘာကြောင့်ဒီလောက်များတဲ့တင်ကြေးတော်တွေလူအရရာလေးဆိုတာကိုအလွယ်ကူဆုံးဖြစ်အောင်ရှင်းပြပေးလို့ရမလား။အကူ။ဟုတ်ကဲ့။ဒီ symbols and notations တွေကိုမြင်ရင် intimidating ဖြစ်သွားနိုင်တာကိုနားလည်ပါတယ်။ဒါပေမဲ့ဒါကို wind design အသွာ engineer ပညာရဲ့ရဲ့အခရာတွေလို့သဘောထားလို့ရပါတယ်။ဒီနေ့မှာတော့ symbols and notations တွေကိုအဓိပ္ပာယ်ရှိတဲ့အုပ်စုခွဲပြီးဘာအသွာသုံးတာလဲဆိုတာကိုရှင်းပြပေးပါမယ်။ ဒါဆိုပထမဆုံးနဲ့အခြေခံအကျဆုံးအုပ်စုကဘာဖြစ်မလဲအကိုပထမအုပ်စုကတော့အခြေခံအချက်လက်များဒါတွေကတွက်ချက်မှုတိုင်းတရအဓိကလိုအပ်တဲ့အချက်လက်တွေပဲ V ဆိုတဲ့အခြေခံ၄တိုင်းနှုန်း basic wind speed အဆောက်အဦရဲ့ပုံစံတန်းနဲ့ဆိုင်တဲ့ B အနံ L အရာ H အမြင်ပြီးတော့ area တွေနဲ့ဆိုင်တဲ့ A တွေပါဥပမာ AG တို့ကအဆောက်အဦမှာရှိတဲ့အပေါက်တွေရဲ့ area ကိုဖော်ပြတယ် ဒါကအတွင်းမိုင်းလေပြီအားကို တွတ်ချက်ဖို့အရေးကြီးတဲ့အချက်ပါဒါဒီကအခြေခံအချက်လက်တွေပေါ့နောက်တစ်ဆင့်ကဘာဖြစ်မလဲအကို နောက်တစ်ဆင့်ကတော့အဲ့ဒီအခြေခံအချက်အလက်တွေကိုပတ်ဝန်းကျင်နဲ့အညီချိန်ညစ်ပေးတဲ့ဂိမ်းကဏ္ဍများ adjustment factors ပါ k factors တွေဖြစ်တဲ့ kz kd ktt လို့လို့သင်္ကေတတွေက လေပြီအားကိုအဆောက်အဦရဲ့အမြင့်ပုံစံနဲ့ပတ်ဝန်းကျင်မြေမျက်နှာတွင်ပင် topography ပေါ်မူတည်ပြီးချိန်ညစ်ပေးတဲ့မျှော်ကင်းတွေပါ ိုင်ဆိုတဲ့ importance factor ကတော့ဆေးရုံကြောင်းလို့အရေးကြီးအဆောက်အဦတွေအတွက်လေအားကိုပိုတိုးပြီးတွက်ချက်ဖို့တုံးနေမြောက်ခင်ပါဂရိအက္ခရာတွေနဲ့ရှုပ်ထွေးတဲ့သင်္ကေတတွေအများကြီးတွေ့ရပါတယ်အဲ့ဒီအုပ်စုကတော့ဘာအတွက်ပါလိမ့်ရှင်အဲ့ဒီအုပ်စုကတော့ရှုပ်ထွေးတဲ့ယူပါဗေဒဆိုင်ရာကိန်းဂဏန်များ complex physics coefficients ပါဒါတွေကလေကအဆောက်အဦနဲ့ဘလို့တက်ရောက်မှုရှိတယ်လဲဆိုရဲ aerodynamics ကိုဖော်ပြတာပါ GCP လို့ PR ကိန်းဂဏန်တွေက လေကမျက်နှာပြင်တစ်ခုကိုတွန်းနေလား positive pressure ဆုံးနေလား negative pressure ဆိုတာကိုဖော်ပြပါတယ် g factors တွေ r factors တွေနဲ့ beta damping တို့ကတော့မူးမြော်တိုက်လို့ရိမ်းထိုးနိုင်တဲ့အဆောက်အဦတွေရဲ့တုံ့ပြန်မှုကိုတွေ့ချဖို့တုံးတဲ့အစိမ့်မြင့်ကိန်းကနန်းတွေပါနောက်ဆုံး symbols and notations တွေကဘာတွေဖြစ်မလဲအကို design အတွက်သုံးမဲ့ pr နဲ့ r design pressures and forces ပါပဲအဲ့ဒါကို q ဆိုတဲ့လေတိုင်နှုန်း pr နဲ့ ဆိုတဲ့နောက်ဆုံး design ဖြစ်အားဆိုတဲ့သင်္ကေတတွေနဲ့ဖော်ပြပါတယ်။ Method 1 Simplify procedure အရာအဆောက်ပုံ design အတွက်လေးတိုက်ခတ်မှုဝန်အားတွေကိုဒီနည်းလမ်းအတိုင်းတွက်ချက်နိုင်တဲ့အခြေအနေတွေကိုရှင်းပြပေးပါလားအကို။ဟုတ်ကဲ့။အဆောက်ပုံတစ်ခုကိုဒီကုတ်ပါပဋ္ဌာန်းချက်တွေနဲ့အညီ design လေးတိုက်ခတ်မှုဝန်အားတွေတတ်မှတ်မယ်ဆိုရင်အဲ့ဒီအဆောက်ပုံဟာဖော်ပြထားတဲ့တတ်မှတ်ချက်တွေအားလုံးကိုပြည့်မီရမှာဖြစ်တယ်။ အဆောက်ပုံက components နဲ့ cladding တွေအတွက်ပဲဒီနီးလန်းနဲ့ကိုက်ညီရင်ရောဘယ်လိုလုပ်ရမလဲအကိုအဲ့ဒီလိုဆိုရင်တော့အဆောက်ပုံရဲ့ main wind force resisting system ကို ASCE 705ရဲ့အခန်း6တမငံမှာဖော်ပြထားတဲ့ method to analytical procedure တို့ဘို့အခန်း6တမ6က method 3 wind tenon procedure နဲ့ပဲဒီဇိုင်းလုပ်ရမှာဖြစ်တယ် အဆောက်အဦးတစ်လုံးရဲ့အဓိကခံနိုင်ပုံ main frame resisting system ကအဲ့ဒီ simplify procedure နီးလမ်းကိုသုံးစွဲခွင့်ရဖို့အတွက်ဘလို့တင်းကျပ်တဲ့စီကန်းချက်တွေနဲ့ပြန်ညီရမလဲဆိုတာကိုအသေးစိတ်သိချင်ပါတယ်အကိုโอเคဒီ simplify procedure method 1ကိုသုံးဖို့အတွက်စစ်ဆေးရမယ့်အချက်တွေ checklist ကတော်တော်လေးတင်းကျပ်ပါတယ်အဓိကရည်ရွယ်ချက်ကတော့အလွန်တာမန်ကြပြီးလေးတိုက်တဲ့အခါကြိုတင်ခံမှန်းရွယ်လွယ်ကူတဲ့အဆောက်အဦးမျိုးပဲခွင့်ပြုဖို့ပါအဆောက်အဦးက ဒီစီရင်တဲ့ကအချက်တစ်ချက်နဲ့ပဲလွဲသွားရင်တောင်းပိုမိုရှုပ်ထွေးရဲ့ analytical procedure method 2ကိုပဲမဖြစ်မနေသုံးရမှာပါညီမဒါဆိုရင်ဒီ simplify procedure method 1ကိုသုံးလို့ရမယ့်အဆောက်အဦတစ်လုံးရဲ့ပုံစံကိုရှင်းပြပေးလားအကိုအကြမ်းမြင့်အဖြစ်အုပ်စု၃ခုခွဲပြီးကြည့်လို့ရပါတယ်ပထမအုပ်စုကအဆောက်အဦညအရေးစားတဲ့ပုံစံတန်ပါအဆောက်အဦက low rise building အထက် name ထည့်ရပါတယ်ဆိုလိုတာကသူ့ရဲ့အမြင့်က ဖေ60ထပ်မကျော်စေရဘူးသူ့ရဲ့အကျဉ်းဆုံးအနံထက်လည်းမပို့ရပါဘူး regular shape ပုံမှန်ပုံစံထိရပါတယ်ထူးထူးခြားခြားဒီဇိုင်းအကွက်အကောက်တွေမပါရပါဘူးအမိုးပုံစံရိုးရှင်းရပါတယ်အမိုးပြား flat roof ဒါမှမဟုတ်အမိုးဆောက်ရှိတဲ့ gable roof ဒါမှမဟုတ် hip roof ပဲထိရပါတယ်ဒါကပုံမှန်တရံပိုင်းပေါ့ခွေစည်းမှုနဲ့ပတ်သက်လို့ရောဘလို့လိုအပ်ချက်တွေရှိပါသလဲ နောက်တစ်ဆင့်ကတော့အဆောက်အဦးရဲ့တုံ့ပြန်မှုပုံစံ structural behavior ပါအဆောက်အဦးက rigid ထိုင်မာရပါတယ်ဆိုလိုတာကလေတိုက်ရင်တိတိတတရင်းထိုးလွှဲတတ်တဲ့ flexible အမျိုးအစားမျိုးမဖြစ်ရပါဘူးသူ့ရဲ့ဖွဲ့စည်းမှုက simple diaphragm building ဖြစ်ရပါတယ်ဆိုလိုတာကလေအားတွေကချမ်းပင်နဲ့အမိုးကနေတဆင့်အဓိကခံနိုင်ပုံနဲ့ရန်လိုစီကိုတိုက်ရိုက်ရှင်းလင်းစွာပို့ဆောင်ပေးတဲ့ဖွဲ့စည်းမှုမျိုးဖြစ်ရပါတယ်ပြီးတော့ လေတိုက်တဲ့အခါအဆောက်အဦးတစ်ခုလုံးလိမ်သွားစေတဲ့အာ torsional effects တွေတိတိတတ်တာမရှိရပါဘူး။နောက်ဆုံးအုပ်စုကတော့ဘာဖြစ်မလဲအကို။နောက်ဆုံးအုပ်စုကတော့လေနဲ့အဆောက်အဦးရဲ့တက်ရောက်မှုပုံစံ aerodynamic behavior ပါ။အဆောက်အဦးက enclosed အလုံးပိတ်ဖြစ်ရပါတယ်။ NDA ရှိတဲ့အတွင်းပိုင်းလေပြင်းအားတွေမဖြစ်ပေါ်စေဖို့ပါ။သူ့ရဲ့ပုံစံတန်းကြောင့်တစေဘေးကအဆောက်အဦးတွေကြောင့်တစေရှုံထွေးတဲ့လေစည်းကြောင်းတွေဥပမာ vortex sharing ဒါမှမဟုတ် channeling မဖြစ်ပေါ်စေရပါဘူးဒီလိုရှုံထွေးတဲ့အခြေအနေတွေကပုံမှန်အစစ်မြင့်တွက်ချက်မှုတွေလိုအပ်လို့ပါ components နဲ့ cladding တွေအကျော်ရောဘလို့အချက်တွေလိုအပ်လဲရှင် components နဲ့ clearing တွေအတွက်ဒီနီလန်ကိုသုံးနိုင်ဖို့ကတော့အစောက်ပုံရဲ့ပြန်ညာခေါမှုအမြင့် H ကပေ၆စီထဲမှာပို့ရဘူးအခန်း၃တသမ၃တသမညင်မှာတတ်မှတ်ထားတဲ့အတိုင်း enclosed building ဖြစ်ရမယ် regular shape building or structure ဖြစ်ရမယ် across wind loading, voltage shedding, galloping, ဒါမှမဟုတ် flutter phía yếu lý lý đề mà chỉ mà ở sau yên chim ကြောင့်မတီမငင်ဖြစ်တာမျိုးမရှိရဘူး။ဒါအပြင်လေတိုက်တဲ့ပတ်မှာရှိတဲ့အဆောက်ပုံတွေရဲ့နောက်ကျောမှာလေလမ်းကြောင်းတွေချင်းပြောင်းတာ channeling effects lý xí kẻ đã miêu ở sinh ra mà ဒါမှမဟုတ်လေစီးကြောင်းလွန်ကဲတာလိုမျိုးအထူးထည့်သွင်းစဉ်းစားစရာတွေမလိုဘူး။ flat roof အမိုး à slope 45 degree đề cable roof ဒါမှမဟုတ်အမိုး à slope 27 degree đề hip roof phía ဖြစ်ရမယ်ညီပါ။ à အခုလိုအသေးစိတ်ရှင်းပြပေးတဲ့အတွက် ATW Construction Engineering Group မြေကအကိုကိုတော့အစီအစဉ်ကိုကြည့်ရှုနားထောင်ပေးကြတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။အနည်းအစီအစဉ်လေးကိုဒီမှာပဲရပ်နားလိုက်ပါမယ်ရှင်။နောက်တစ်ခေါက်မှာလည်း MNBC 2025ရဲ့အပိုင်း3ရက်အခန်းခွဲ33ရက်ကျန်းရှိသောစိတ်ဝင်စားဖွယ်အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးပဲပျော်ရွှင်သောနေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။